ကဲမင်္ဂလာပါမျိုးတို့ရေကဲဒီတစ်ပတ်တော့တစ်ပတ်ပြီးတော့နောက်တစ်ပတ်ပြန်ဆတာပေါ့နော်အဲ့မှာကျွန်တော်ပြီးခဲ့တဲ့ပတ်ကဆိုရင်ဒီခါလေးပေါ့နော်ဒီကောင်လေးတွေဆိုရင်တော်တော်တောင်းချီဝါရပေါ့နော်ဒီကောင်ဆိုရင်လည်း၄ကြိမ်ထွက်သွားခဲ့တယ်ဒီကောင်က၉နှစ်မှတစ်ကြိမ်၈၈၃ညမှာတစ်ကြိမ်အခု2တက်မှာတစ်ကြိမ်ပေါ့နော်နောက်တော့ကြာရင်2တက်မှာတစ်ကြိမ်ဆိုဒီကောင်ကလည်း3ကြိမ်ဒီကောင်က3ကြိမ်နော်တာဝန်ကြည့်ခဲ့တယ်ဒီကောင်က4ကြိမ်တာဝန်ကြည့်ခဲ့တယ်နော်ဟုတ်လား4ကြိမ်တာဝန်ကြည့်ခဲ့တယ်ကျွန်တော်တို့ပိတ်ဆုံးနေရဆိုလဲကီရော ဟိုကီးထိတ်ကတော့ကျွန်တော်တို့ကီးဖြစ်နေဆွဲသွားပြီးတော့ကီးယိုယိုကတော့ကျွန်တော်တို့ကီးအနေနဲ့အောင်ခဲ့တယ်ပေါ့နော်ကဲအဲ့တော့ကျွန်တော်20လေးပဲစလိုက်အောင်နော်ကဲအဲ့တော့ကျွန်တော်တို့ဘယ်ဟာလေးနဲ့စမလဲဆိုတော့3539ကနေစမယ်ဗျ3539 3539သုံးကို3982လေး3982နေ3369နေ3 69 69ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့20လေးကတော့ key တော့မဟုတ်1ချိန်ပေါ့နော်1ချိန်ဖြစ်နေကစားမယ်ဆိုတဲ့လူကလည်းကစားလို့ရတယ်ပို့ပြောခိုင်ခိုင်မာမာဖြစ်ခြင်းတို့ကီးဖြစ်နေကစားမဲ့လူလေကီးဖြစ်နေကစားလို့ရတယ်ဆိုရယ်20နီးလေးပါအဲ့ဒါလေးကိုတက်မဲ့ဆိုရင်9နဲ့6နဲ့ပေါင်း9နဲ့6နဲ့ပေါင်းတော့1ပါတဲ့1ရဲ့နှက်ခတ်က8 8ရဲ့ပါဝါ3 1 8 3ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့ဒါကိုကျွန်တော်တို့က1ချင်းဖြစ်နေကစားမဲ့ဆိုရင်1 8ဒီ1ချင်းပါတဲ့နော် အဲတကယ်လို့နော်ဝမ်းကြီးဖြစ်နေကစားမယ်ဆိုလဲကစားနော်ဒါပေမဲ့ဝမ်းကြီးဖြစ်နေရင်းနှီးချိန်ဒီမှန်နေတယ်ဒါပေမဲ့ပို့ပြီးတော့ခိုင်မာတာပို့ပြီးတိကျတာတော့ကျွန်တော်တို့ကြီးရပို့ပြီးတော့ခိုင်မာမယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်ဗျနော်အဲ့မှာကျွန်တော်ဗာထွက်သွားလဲဆိုတဲ့ခါကျတော့နှစ်ခွန်နဲ့မအောင်မအောင်ဗျ73နဲ့ဟော73မှာ8ကော3ဝက်ထိပြီးတော့အခွေအနေနဲ့အောင်ခဲ့သလိုဝမ်းကြီးအနေနဲ့လည်း8ထိပြီးတော့အောင်ခဲ့ပါတယ်မျိုးတို့နော်ဟုတ်လားဝမ်းကြီးအနေနဲ့လည်း8ထိပြီးတော့အောင်ခဲ့ပါတယ် ဝမ်းကြီးအနေနဲ့ကစားခဲ့ရင်လည်းမပြတ်ပါဘူးเนาะဟုတ်လားကီးအနေနဲ့ကစားမယ်ဆိုရင်တော့အခွေအနေနဲ့ထွက်သွားပါတယ်ကဲနောက်တစ်ပြင်တွက်ပါမယ်ကို6ခွန်ကို6ခွန်6ခွန်5ခွန်4ခွန်4ခွန်4 839 98 839 98ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ6နဲ့6နဲ့ပေါင်း8ပါတဲ့8ရဲ့နှစ်ခက်က1 1ရဲ့ပါဝါ6 116ဆိုတော့ကီးတုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့ဒါမှမဟုတ်လို့ကျွန်တော်တို့ဝမ်းကြီးအနေနဲ့ကစားရင်17ဖြစ်ပါတယ်တဲ့ကဲအဲ့တော့ကျွန်တော်တို့ဗာလေးထွက်သွားတယ်လဲကြည့်ရအောင်ဟော21တဲ့21မှာကီးအနေနဲ့လည်းထိသလိုဝမ်းကြီးအနေနဲ့လည်းထိခဲ့ပါတယ်48တဲ့ဟော48မှာလည်းဒီလိုပါပဲကီးအနေနဲ့ထိသလိုဝမ်းကြီးအနေနဲ့လည်းထိခဲ့ပါတယ်နော်ကျွန်တော်ပြန်တက်ပါမယ် 九东姑姑，第十弟弟，姑里姑里，姑里姑里，所以就是没有出大话的，大比个把个你的话呢，那么东呢姑呢包，你包的，你那看看你你也包啊姑，你你姑出来给东东弟弟嘛出呀没的，哎嘛就那路包出多的嘞，出来看下着，哦你你姑嘛就那路完全一片那个啥么，所以你你的完全一码的。 အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားတဲ့ဆိုရင်၄ကို၄ကိုတဲ့ဟော၄ကိုမှာ၄ရော၉ရောထိပြီးတော့အခွေအနေနဲ့ထွက်သွားသလိုဝမ်းကြီးအနေနဲ့လည်း၄တလုံးထိပြီးထွက်သွားပါတယ်၇ခွန်၄တဲ့ခွန်၄မှာလည်းကီးအနေနဲ့၄တလုံးထိသလိုဝမ်းကြီးအနေနဲ့လည်း၄ရထပ်ထိပါတယ်တဲ့နော်ဝမ်းကြီးနေနေတော့ကစားလို့ရှိရင်မပြတ်ဘူးပေါ့နော်ဒါပေမဲ့အကီးနေနေကတော့ပို့ပြီးခိုင်ခန့်နေဒါမျိုးလိုကြိုက်သူလိုကစားနော် နောက်က2 3 6 3 6 3 2 9 4 3ရ2 9 4 3ညပြည့်ရှိတခွန်တရှိတခွန်ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါဗျ။အဲ့ဒါကိုကျွန်တော်တို့တွေ့မယ်ဆိုရင်3နဲ့1နဲ့ပေါင်း4 4ရဲ့နှက်ခက်က2 2ရဲ့ပါဝါခွန်4နှစ်ခွန်ကြတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့။အဲ့မှာ1ချင်းကတော့4နှစ်ဖြစ်ပါတယ်တဲ့။ကဲအဲ့တော့ကျွန်တော်တို့ဘာတွေထွက်သွားသလဲကြည့်လိုက်ရအောင်။4 9 လေးကိုတဲ့ဟောလေးကိုမှာလေးကိုကီးအနေနဲ့လည်းထိသလိုဝမ်းကြီးအနေနဲ့လည်းထိခဲ့ပါတယ်ခွန်ကိုခွန်ကိုတဲ့ခွန်ကိုမှာကြတော့ကျွန်တော်တို့ကီးအနေနဲ့ပဲထိပြီးတော့ဝမ်းကြီးအနေနဲ့မထိခဲ့ပါဘူးတဲ့နော်အဲ့တော့ကျွန်တော်တို့ကီးအနေနဲ့ကစားမယ်ဆိုမနေ့ကညောပေါက်သလိုဝမ်းကြီးအနေနဲ့ကစားရင်တော့မနေ့ပိုင်းတစ်ချိန်ပဲကျွန်တော်တို့ရမှာဖြစ်ပါတယ်ခဲနောက်တစ်ပြောင်းတွေ့ပါမယ်3963 3963 တတိ33ညတတိ33ညတိကို25တိကို25ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုပေါင်းမယ်ဆိုရင်ဒီ8နဲ့2နဲ့ပေါင်း3ည3ညရဲ့နှစ်ခက်ကခွန်းခွန်ရပါဝါ2 3ည9ဆိုတော့ကီ3လုံးဒီပြမထွက်ရမယ်တဲ့1ချင်းအနေနဲ့က3ည9ဖြစ်ပါတယ်တကယ်ဘာတွေထွက်သွားတယ်ကြည့်ကြရအောင်3ည5 3ည5တဲ့3ည5မှာ ကီးအနေနဲ့တုံညာတလုံးထိသလိုဝမ်းကြီးအနေနဲ့လည်းတုံညာအထိပြီးတော့အောင်ခဲ့ပါလေဗျညနေပိုင်းမှာ၄တည်းတဲ့ကီးလည်းမထီဘူးနော်ဝမ်းကြီးလည်းမထီဘူးဟုတ်လားကဲနောက်တစ်ပြန်တွေ့ပါမယ်နေကို3688 3688 3695 3695ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင် 6နဲ့2နဲ့ပေါင်း1တည့်ရနှစ်ခက်က8 8ရပါဝါ3 1 8 3ဆိုတဲ့ကီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့ဝိုင်းကြီးအနေနဲ့က1 8ဖြစ်ပါတယ်တဲ့နော်အဲ့မှာကျွန်တော်တို့ဘာထွက်သွားတယ်ဆိုတဲ့အခါကျတော့ရှင်ငါတဲ့ရှင်ငါမှာ8တလုံးထိလို့ဝိုင်းကြီးအနေနဲ့လည်း8ကထိပါတယ်တဲ့နော်3ခွန်တဲ့သုံးခွန်မှာတော့ကျွန်တော်တို့ကီးအနေနဲ့သုံးတလုံးထိပြီးတော့ဝမ်းကြီးအနေနဲ့တော့မထိသွားပါဘူးအဲဒါဝမ်းကြီးရောနေကီးအနေနဲ့ထိုးရင်တော့ညမနဲ့ ထိပါတယ်ဝမ်ကြဲအနေနဲ့ထိုးရင်မနက်တစ်ချိန်မှာထိပါတယ်အဲ့တော့နောက်တစ်ပြင်တွက်ပါမယ်၄၃၃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 ၃ 69ဖြစ်ပါတယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့အမှားကျွန်တော်တို့73 73ဆိုပြီးတော့ကျွန်တော်တို့ထွက်သွားပါတယ်အဲ့မှာကီယော1ကျင်းရောမထိပါဘူး76တဲ့76မှာတော့ကျွန်တော်တို့6တလုံးထိပြီးတော့ ဝမ်းကြီးအနေနဲ့လည်းထိခဲ့ပါတယ် and အဲ့မှာကျွန်တော်တို့ချွင်းချက်အနေနဲ့ကျွန်တော်ပြောမလို့เนาะမေ့ပါတယ်ဟိုဝမ်းကြီးအနေနဲ့ဆက်ကစားမယ်ဆိုကစားလို့တော့ရတယ်အပြင်တစ်ချိန်ပြတ်ထားတယ်เนาะပြတ်ထားဆိုပြီးခဲ့ဘက်ကကျွန်တော်ဝမ်းကြီးအနေနဲ့မထွက်ဘဲကီးအနေနဲ့ပဲထွက်တာเนาะအဲ့ဒါကိုကျွန်တော်ထည့်ပြောဘူးခုနကမေ့ပါတယ်เนาะအဲ့တော့ကျွန်တော်86မှာဝမ်းကြီးယောဂီရောအောင်ခဲ့ပါတယ်ဗျเนาะဒီပြီးခဲ့တဲ့ဘက်ကတော့ကျွန်တော်တို့ဝမ်းကြီးမမအောင်ခဲ့ဘဲနဲ့ကီးမှာတော့အောင်ခဲ့ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီမှာ33ည3 3ကျွန်တော်ကတော့ဒီကောင်ကပြည့် ပြက်လက်တပတ်မို့လို့ကျွန်တော်ကဆက်ပြီးတော့ဝမ်းကြီးအနေနဲ့ကစားမယ်ဆိုရင်ထည့်ပြပြီးတော့ကစားမင်းခြင်းမဲ့ဖြစ်ပါဗျာနော်ကျွန်တော်နီးတွေကတော့အားလုံးသိပါလူဟောင်းနေနော်65 3 1 3 9 1 3 9 9 2 3 9 9 2ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါတွက်မယ်ဆိုရင်3 9 9နဲ့ပေါင်းတော့9ကိုရဲ့နှက်ခက်က6 6ရဲ့ပါဝါ1 6 6ဆိုတဲ့ကီးသုံးလုံးဒီပင်မှာထွက်ရမယ်တဲ့ဝမ်းကြီးအနေနဲ့ကတော့6 6ဖြစ်ပါတယ်တဲ့ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီပင်မှာဝမ်းကြီးအောင်ခဲ့ပါဘူး ဘာထောက်ွားလဲဆိုတော့ခါရ3ည3နဲ့မအောင်ပါဘူး8 8တဲ့ဟော8 8မှာကီးအနေနဲ့ပဲကျွန်တော်တို့ထွက်သွားပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ပြောတာပါเนาะကီးအနေနဲ့ကစားခြင်းစီပိုးရခိုင်ပါတယ်ကျွန်တော်ဝမ်းကြီးအနေနဲ့ဆိုရင်တစ်ချက်တည်းချိန်ပြီးတော့အဲ့ဒါမျိုးဖြစ်တာရှေ့မှာရှိခဲ့တယ်เนาะဟိုအရှိန်တန်းကကျွန်တော်တွက်လာခဲ့ရီးပါဒီနီးတွေကเนาะကျွန်တော်ကဝမ်းကြိမ်ဝမ်းကြိမ်ဆိုတာထည့်တယ်မပြောမိလို့တာလည်းရှိရနော်အဲ့တော့ကဲလာဒါဆိုရင်ကောင်းပြီတနင်္လာနေ့အတွက်ကျွန်တော်တွေ့ရအောင်3ခွန်8 8 8 8 3 8 3 8 ်နှစ်တ်3ခွန်းဆိုပြီးဒီလိုမျိုးကျွန်တော်တို့ခတ်ထားပါတယ်အဲ့ဒါကိုပေါင်းရင်ခွန်းနဲ့3ည3နဲ့ပေါင်း3ည3ညနှစ်ခတ်ကခွန်းခွန်းရဲ့ပါဝါ1 3ည9ဆိုတော့ကီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့ဝမ်းကျင်ကပြန်မှန်မယ်ဆိုခဲ့ရင်တော့3ည9ဖြစ်ပါတယ်တဲ့ကဲအဲ့တော့ကျွန်တော်တို့ကီထိတ်ကလေးနဲ့စဉ်းစားလိုက်အောင် တနင်္လာနေ့အတွက်ကြီးထိတ်တဲ့နော်တနင်္လာနေ့အတွက်ကြီးထိတ်ကကျွန်တော်တို့ဗာရတယ်လေဆိုရင်လေနေခွန်မာတဲ့ခုနကြီးရိုးရိုးကတုံညာခွန်နေ့တဲ့အဲ့မှာခွန်နေ့ခွန်နေ့လို့တော့သွားကြိုက်ပြီအဲ့တော့ခုနှစ်ခုနှစ်ခုနှစ်ကိုအမိုင်အမာကစားမလားဒါမှမဟုတ်အပေါ်ကတ်ကစားမလားဆိုတာတော့အမျိုးလိုအနေနဲ့ကြိုက်သလိုစဉ်းစားပါ အဲ့တော့ကျွန်တော်ကတော့အပေါ်အောက်ပဲကတ်ကစားမလားအဲ့တော့ကျွန်တော်ကတော့အပေါ်အောက်ပဲကတ်ကစားမယ်နော်အဲ့တော့၄၃၄၄2၄2၄3ည2 3ည2 3 2 2 3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  ခွန်နှဲဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရပါတယ်နော်ထွက်ပါအဲ့တော့ကျွန်တော်ဘရိတ်လိုင်းဘရိတ်ကဆိုရင်တော့ပြီးခဲ့တောက်ကြနေရတော့မှန်ခဲ့ပါတယ်ဘရိတ်လိုင်းမှာကျွန်တော်တို့ဗာရှိသလဲဆိုတဲ့အခါကြတော့အဲ့တော့ကျွန်တော်တို့ဘရိတ်က3ညဟမ်ပြောမယ်ရှစ်9 3 3ညာတဲ့နော်3 3ညာဩဟောဗျာရှင်ငါ3 3ညာတဲ့အဲ့မှာကျွန်တော်ဒီရှင်ငါဒီ main break ဖြစ်ပါတယ်တဲ့ဒါပေမဲ့ကျွန်တော်တို့ဒီ3 3ပလဲရတော့မအောင်မြင်ဘူးဆိုတာတော့ကျွန်တော်တို့သိတာပါတယ်ဒါမှမဟုတ်လို့ခုနကကျွန်တော်ပြောသလိုဒီကောင်းနေတဲ့ကက်ကစားနေတဲ့ကစားပေါ့နော်ဒီကီးထိတ်နဲ့ break နဲ့ကက်ကစားနေတဲ့ကစားဒါပေမဲ့ကျွန်တော်တို့ဟိုအနေအရတော့လုံးဝမတိုက်ဆိုင်ပါဘူးအဲ့တော့ကျွန်တော်တို့ကဘာနဲ့ပြန်ပြီးတော့ကောက်ရမလဲဆိုတဲ့အခါကျတော့ပြီးခဲ့တဲ့ကျွန်တော်တို့ ဟိုဟာတောက်ကြံနေရကျွန်တော်ပြောထားတာရှိပါတယ်နှစ်ခွန်ပရိတ်ကြာပြီးသွားရင်နှစ်ခွန်၄ကိုဆိုတဲ့ပရိတ်မကြသေးပါဘူးနှစ်ခွန်၄ကိုဆိုတဲ့ပရိတ်ကမကြသေးပါဘူးထို့အတူပဲဆယ်ပြည့်ထွက်တာရဲ့အတွက်နှစ်၄ကို6ဆိုတဲ့နှစ်၄ကို6ဆိုတဲ့ပရိတ်ကလည်းဆယ်ပြည့်ဆိုတာအခုကျွန်တော်တို့ဟိုဟာသုံးခွန်ပေါ့နော်ထွက်တာရဲ့အတွက်ဆယ်ပြည့်အဲ့တော့ကျွန်တော်နှစ်လေး6ဆိုတဲ့ break ကလည်းမကြသေးဘူးလေအဲ့တော့ကျွန်တော်ဒီမှာကြည့်မယ်ဆိုရင်နှစ်လေး6ဆိုတဲ့ break ကပိုပြီးကောင်းတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ၄ break နှစ် break ၉ break နော်ဒီအပိုးပါထဲရင်တော့မခွန်ခွန်ထဲပေါ့နော်ကျွန်တော်တို့ဒီမှာတော့ဟိုဟာခွန်နှစ်နှစ်ခွန်ကတော့ပါပြီးသားဖြစ်တဲ့အတွက်ထပ်မချစ်တော့ဘူးနော်အဲ့တော့40ရဲ20ရဲနှစ်ခွန်ရဲဒီထဲမှာအကောင်ဆုံးလို့ကျွန်တော်တို့ယူဆရမှာပဲဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်တို့ဟမ်အဲအဲ့မှာနှစ်နှစ်လည်းပါမယ်เนาะဒါအပူပါထဲမယ်ဆိုရင်နှစ်နှစ်ပါမယ်ခွန်ခွန်ပါမယ်ပေါ့เนาะအပူမထဲဘူးဆိုရင်တော့ကျွန်တော်တို့၄ကျွန်တော်ကအပူတိတ်မကြိုက်တဲ့အတွက်၄၀၂၀ နှစ်ခွန်ပေါ့နော်နှစ်ခွန်ခွန်နှစ်ပေါ့နော်ဒီဒီအဲ့တော့ကျွန်တော်တို့40 20ဟိုအားလုံးကအားထိုးတာပို့ပြီးတော့ကောင်းမယ်နော်အဲ့တော့ကျွန်တော်တို့ဒီသုံးခွက်ကိုကျွန်တော်အကြိုက်ဆုံးဖြစ်ပါတယ်တကယ်အဲ့တော့ကျွန်တော်တို့ပေးနေကြတန်းလေးကိုကျွန်တော်ပေးပါမယ်အပေါ်တန်းက39ခွန်နှစ်4ပါတဲ့နော်အောက်တန်းကကျွန်တော်တို့4 6 6တိပါ4 6တိဆိုအဲ့ဒီမှာပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့က40တိ ပို့ပြီးတော့ဒီကောင်းနဲ့ဆိုရင်တန်းမှာသွားပြီးကိုက်ညီပါတယ်နော်အဲ့တော့ကျွန်တော်တို့40ကိုကျွန်တော်အနေနဲ့အကြိုက်ဆုံးဖြစ်ပါတယ်နောက်တစ်ခါမွေးပရိတ်ပေါ့နော်မွေးပရိတ်ကဒီတပတ်မွေးပရိတ်ကနည်းနည်းလေးဆရာရှုပ်သွားပြီနော်မွေးပရိတ်ဒီနှစ်ခွန်ဖြစ်ပါတယ်တဲ့နှစ်ခွန်မွေးပါနော်မွေးပရိတ်ဟုတ်လားမွေးပရိတ်နှစ်ခွန်နော်နှစ်ခွန်ဒီမွေးပရိတ်ဖြစ်ပါတယ်တဲ့ဘာဖြစ်လို့လဲဆိုပြီးခဲ့ပါကနှစ်ခါကြာထားတဲ့အတွက်ကြောင့်ပါပဲနော်အဲ့တော့နှစ်ခွန်မွေးပရိတ်ဆိုရဲအခါကျတော့ဒီမှာဒါနဲ့လဲသွားကိုက်ညီတာတော့ရှိတယ်နော်ဒါပေမဲ့ဒီတန်းနဲ့မကိုက်ညီဘူး

နရကတဆေတုံးတီအမဆေးရင်မနော်၅တီ90ပါတဲ့နော်အဲ့တော့ဒီမှာ တကွက်နှစ်ကွက်သုံးကွက်လေးကွက်ငါးကွက်ခြောက်ကွက်ခုနှစ်ကွက်ရှစ်ကွက်ကိုးကွက်ဆယ်ကွက်ရှိပါတယ်တဲ့เนาะအဲ့ဆယ်ကွက်ကိုကျွန်တော်ကအကုန်ထိုးဖို့ပြောတာမဟုတ်ဘူးပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်ရှင်းပြပြီးသားเนาะကိုကိုရဲ့တင်ကွက်ကလေးနဲ့ကိုက်ညီတဲ့ဒီဒီဆယ်ကွက်ထဲမှာကိုက်ညီတဲ့ဆိုရင်ကျွန်တော်ကတင်ပြီးကစားလို့ရအောင်ကျွန်တော်ပေးခြင်းဖြစ်ပါတယ်ကဲပြီးခဲ့တဲ့ဘက်ကတော့ကျွန်တော်တို့အဲ့ဒီကောင်က၄ချိန်ထိအောင်ခဲ့ပါတယ်เนาะအဲ့လိုဆယ်ကွက်ထုတ်တဲ့ဟာဒီတစ်ဘက်ကတော့ကျွန်တော်တို့ဘယ်လောက်အောင်မယ်ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်เนาะဒီတန်းကလည်းပြီးခဲ့တဲ့ဘက်က၄ချိန်เนาะဟမ်ဟုတ် ဟုတ်တယ်နော်ခုနကကျွန်တော်ပြောတာဟောတစ်ချိန်နှစ်ချိန်သုံးချိန်အဟိုကောင်က၄ချိန်နော်ဒီကောင်က၄ချိန်အောင်ခဲ့တယ်ဒီကောင်က၃ချိန်အောင်ခဲ့တယ်ပေါ့နော်ကဲအဲ့တော့ကြိုက်နှစ်တရားကြိုက်နှစ်တရားဒီကိုယူပြီးတော့ကစားပါကျွန်တော်တို့ဒီကနေ့ကတော့ဒီလောက်ပဲဖြစ်ပါရဲ့ဗျအားလုံးစိတ်ချမ်းသာရင်ကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးအဖွင့်နေ့မှာလှလှပပရကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပြီးဒီကနေ့ဒီဗီဒီယိုဖိုင်လေးကိုဒီမှာရင်ကျွန်တော်အဆုံးသတ်လိုက်ပါတယ်မွေပရိတ်ကနှစ်ခွန်းနော်မွေပရိတ်ထိုးခြင်းနဲ့လူတွေရတော့ဟာလား